ာတော့မို့အေးတကြီးရဲ့ကိုပြုစုဖို့တငယ်ချင်းတွေပြုစုဖို့တက်ကျွန်တော်ပတ်စံရှာနေတကယ်တော့ဟိုအရင်လည်းပတ်စံဖြုံးနိုင်တယ်သုံးနိုင်တယ်လည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးကိုရီလိုရင်ချီးဖို့တငယ်ချင်းတွေတငယ်ချင်းတွေအတွက်ပဲဘောဘယ်သူမှမရှိဘူးမေးကြည့်ရှိလားဟုတ်တယ်မရှိဘူးဆိုင်မယ်ဆိုင်ရသူရည်စားဖြစ်နေပါဘူးရှိခိုင်တော့မှကျွန်တော်မလိဟဘူးပါဘူးဟုတ်တယ်ဟုတ်တယ်နော်ရှိခိုင်တော့မှအများနဲ့ကျွန်တော်တငယ်ချင်းနေရှိနေတန်းသွားတယ်သွားပြီးတော့ကျွန်တော်တို့အများနဲ့အချိန်ကို management လုပ်ထားပါဘူးရည်စားရည်စားတငယ်ချင်းတငယ်ချင်းဆိုင်ရပါနော် အခုတော့ယူရမရသေးဘူးခေါ်တယ်ဘာလို့ဘာလို့ရင်းနှီးဆိုတာဒီလိုတထေးတွေမှာပဲရှိတာဟုတ်ပါဘူးဒါသူကျွန်တော်အမြဲတမ်းတငယ်ချင်းနေကြည့်တယ်နောက်ကြံကိုယ်ဆိုင်နဲ့ဝင်ပြီးလောက်ခိုင်းมาသူတို့မန်နေဂျာတော့ပါတော့စင်းကိုင်တို့မန်နေဂျာတို့သူတို့ကဟို series ခင်မတိုင်ရဆိုလို့ရှိရင်လည်း video clip တွေရှိတယ်။ video clip လည်းပြတ်သွားတာပဲ။အဲ series လည်းအရင်တော့အခုအများကြီးလည်းမဟုတ်တော့ပြန် တော့ခေတ်စီတောင်းလိုက်တော့ training ဖြစ်နေတဲ့ပုံစံမျိုးနဲ့တော့ဒါသွားနေမှာလေအဲ့တော့ဟိုရရင်ရတဲ့အခွင့်အလမ်းနဲ့စူးစမ်းနေဖို့ပဲဟုတ်ဟုတ်ဘယ်ရမှာတော့အချိန်ကြာကြီးတည်နေရတာမရှိဘူး။ရှိပါဦး။အာဒါမမြက်ကလည်းတို့အမဒီ program မှာလည်းစီနီယာလည်းဖြစ်တယ်။အရင်လည်းခင်တယ်ပေါ့နော်။ပေးပါလား။ပေးပါလား။မိုက်တွေယူအောင်မလား။မိုက်တွေရမ်းမယ်။မိုက်တွေပြန်ယူသွားမယ်။အခုလည်းပြန်လာတဲ့ ံတွင်နေရဆိုတော့ဒါအမတတိယနဲ့သူ့ကိုဖိတ်ပေးရပါတော့နော်အမဒီနေ့မွေးနေ့လည်းဖြစ်တယ်အဲ့တော့ happy birthday and congratulations ဟုတ်ပါတယ်အရင်ဆုံးပြောချင်တာမမျက်သူ happy birthday ပါပြီးတော့ဒီလိုရတနာဆိုင်ကြီးဖွင့်သွားတဲ့အတွက်အရန်ကိုဝမ်းသာကုန်ပြီပါတယ် congratulations ပါသူကတော့အိတ်ကားထဲမှာကံကောင်းတယ်လို့ပြောလို့ရမယ်အမအများကြီးလည်းသူ့အသိပေးတယ်သူရဲ့ပထမဦးဆုံး series လည်းဖြစ်နေရတော့လေအမနဲ့ပြုဆောင်ရတာအရင်ကောင်းတယ်ပြီးရင်ဟိုပညာရည်လည်းအများကြီးရတယ်ပေါ့နော်ပထမဦးဆုံးကမှအမနဲ့ပြုဟို ဟုတ်အဲကျွန်တော်လည်းစသဖြင့်မမျက်သူနဲ့ပထမဆုံးတွေ့တဲ့ကယတနာရဲ့ယတနာပထမဆုံးတွေ့တာပြီးတော့ဒုမမနဲ့တို့ဒုမမနဲ့တို့ကဒုတိယပေါ့နော်မမျက်သူနဲ့ရရတာအရန်ဆင်ပြေတယ်ပြီးအမအတင်လဲတင်ပြေတယ်အာပြီးရင်ကျွန်တော်တို့ကတရုပ်ဆောင်အစ်တစ်ဆိုတော့အချိန်နေတော့လိုအပ်ချက်တွေလည်းပြောပြရဆိုတော့အဆင်ပြေပါတယ်ဟုတ်အော်သူက idea လေးကိုလိုရင်လည်းအဲ့လိုပြောပြရတယ်အဲ့လိုဟိုပေါ့ဒီတိုင်းဒီဘက်ကတရုပ်ဆောင်ပြီးတော့ဟုတ်ကိုနေအောင်မဟုတ်ဘူးသူတို့ဆိုလို့ရှိရင် တယ်ပြီးရင်သွန်းတဲ့သူနဲ့ကအမှအဲသူ့ရဲ့အင်တော်ဒိန်ကိုကလောက်လာဆိုတော့လေအဲမင်းကိုဖြစ်တာပါမမတူရဲ့ item တွေကသဘာဝဆန်တယ်။သူကပေါ့ပေါ့ပါပါလေးပဲ။အဲသူကအဲ့လိုအတင်းလုတ်ထားလာလည်းမရှိဘူး။ item အရန်ကောင်းတယ်။အဲ့တော့အများကြီးပြောစရာမရှိပါဘူး။ရှင်းရှင်းပါဘာလေးလုတ်လဲဆိုတော့ကိုယ်က series တွေပါရေးတာမရှိဘူး။ဒီကတည်းကရေးတာရှိ ခုကတော့နားနေအောင်ဟုတ်ကျွန်တော်တော့ coffee sign run နေတာပေါ့ coffee sign ဖွင့်ထားတာ3လောက်လောက်ရှိပြီဆိုတော့ဒီ coffee sign နဲ့အသားချဖို့အတွက်ခုချိန်ဒီလုံးပန်းနေတော့မယ် customer များများလာဖို့အတွက်ပေါ့ရှိလားငါတထေးလားတထေးတထေးရန်ထေးတယ်ဒီရက်ဒီတထေးလေးအော်စီးပွားရေးကြောင့်အများကြီးပြေးပြီးွားပြီ ရှင်းပါအများကြီးပါတယ်သူ့ဆိုင်ကိုလည်းတွားပြီးတော့မြည်ဆန်းပြီးပြီးအဲ grand opening လည်းတွားတယ် soft opening လည်းတွားတယ်သူ့တော့ဒါယုံကြည်ွားရေအခုသူ့ဆိုင်လည်းတော်တော်လေးပက်သွားပါပြီဟုတ်တော်တော်ဘာပဲဖြစ်နေဖြစ်နေဒီ media အကိုအမတွေကြောင့်ပေါ့နော်ဆိုင်လေးကအာခဏလေးအတွင်းမှာအောင်မြင်လာလို့ကျွန်တော်ခံစားရတယ်သူပြောသလိုပါပဲအလွန်ကျေးဇူးများချင်ပါတယ်ပါတယ်ဟမ်ကိုအတွက်လေ စားသုံးဖို့အေးတကြီးရွယ်ကိုပြုစုဖို့တငယ်ချင်းတွေပြုစုဖို့တည်းကျွန်တော်ပတ်စံရှာတယ်တကယ်တော့အရင်လည်းပတ်စံဖြုံးနိုင်ရေသုံးနိုင်ရေလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးကိုရီလိုရင်ချီးဖို့တငယ်ချင်းတွေတငယ်ချင်းတွေအတွက်ပဲဘောဘူးမှမရှိဘူးမေးကြည့်ဟုတ်တယ်ဟုတ်တယ်မရှိဘူးဆိုင်မဲ့ဆိုင်ရသူ့ရည်စားဖြစ်နေရှိခိုင်တော့မှကျွန်တော်မလိဟဘူးပါဘာဟုတ်တယ်ဟုတ်တယ်နော်ရှိခိုင်တော့မှအများနဲ့ကျွန်တော်တငယ်ချင်းနဲ့ရှိနေတန်းသွားရတယ်သွားပြီးတော့ကျွန်တော်တို့အများနဲ့အချိန်ကို management လုပ်ထားပါဘောရည်စားရည်စားတကယ်ကြတကယ်ဆိုင်ရလိုက်နော် ခုတော့ယူရမရသေးဘူးခေါ်တယ်ဟောကိုပိုင်စီးပွားရေးလို့ကိုကယင်းနီးဆိုတာဒီလိုတထေးတွေပါပဲရှိတာဟုတ်ပါဘူးဒါသူကျွန်တော်အမြဲတမ်းတငယ်ချင်းတွေကြည့်တယ်နောက်ကြရင်ကိုဆိုင်နဲ့ဝင်ပြီးလောက်ခိုင်းမှသူတို့မန်နေဂျာတို့ပါတော့ရှင်းကြရင်ရှင်းကြရင်မန်နေဂျာတို့ ာအချိန်တိုင်းတာတခုပေါ့နော်သူတို့လည်းရက်နေရတော့မဟုတ်ဘူးစူးစမ်းနေရပေါ့ပေါ့ဟိုစုမီဆောင်မီရှိလာတဲ့တတိတော့ဒါ second plan ဆိုတော့ရှိတင်တယ်ဒါသူတို့ဆော့ဆော့လို့ွားတော့လေအကြရတယ်အဲအရှိရနေကြည့်ရတာအရှိရလောလာတွေကဖျက်ဖြောက်သွားတော့လေကိုကလည်းဖျက်ဖြောက်လိုက်ရပါဘူးအတုံးတော့လေ beauty ပတ်သက်တာကိုကြိုက်တယ်သူတို့အစားတောက်ကြတော့ကိုကိုယ်တိုင်ကအစားတောက်ကြိုက်တယ်ဒါပေမဲ့အရန်ခုံမင်းတဲ့တယ်မပါဘူးအဲ့တော့လှပရေးရပဲဖြစ်ဖြစ်အဲဟိုကလည်း style လို့ဆိုတော့အဲ့လို fashion နဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဲ့လိုခုခုကိုကိုကြီးကစိတ်ဝင်စားတယ် တို့နှစ်ယောက်ကအလိုအလှပလိုအဲ့လို skin care လေးတွေတို့အဲ့လိုမျိုးဗာလေးတွေတုံးတင်နေဗာလေးတွေလှုပ်တင်နေဆိုသွန်းတို့ကပြောတတ်တယ်ငါကိုကလည်းသူ beauty blogger တွေပြီးဒီအနုပညာဘက်ကိုခုံကူးလာတာဆိုတော့နော်ဖြည်းဖြည်းကူးလာခုံကူးလာပြေကူးလာတာဆိုတော့သူတို့သူတို့နဲ့အဲ့ fashion ဘိုင်းတွေတို့အဲ့လိုမျိုး skin care ဘိုင်းလေးတွေတို့အဲ့နေရာပို့လိုက်ဖတ်တယ်လို့ထင်တယ်အလှပကတော့အကုန်လုံးက တွေတော်တော်ပို့ပြီးရေးပါတယ်ဒါဘယ်လိုပဲပြောကိုယ့်ရဲ့ first impression ကိုကြည့်လိုက်တာနဲ့ဒီတယောက်ဒီလူတယောက်ဟိုဘယ်လောက်ထိကပန်းကနာရှိတယ်နီးတန်ထိုင်ဒီဘယ်လောက်ဖြစ်လဲအဲ့ဒါတော့ဒါလူတိုင်းလည်းအခုအခွင့်ကလေးလည်းပို့ပြတတ်ပါတယ်နော်နော်ဒီနောက်ပိုင်းကလေးဆိုဝတ်တက်စားတတ်လာပြီပို့ထက်တာဝတ်တက်စားတတ်တယ်ဆိုတော့ဒါလှပတော့ရေးကြည့်ရဲစိတ်ထားလာဖို့လည်းရေးကြည့်ရဲခန္ဓာကိုယ်လာဖို့ရေးကြမှာဖို့ရေးကြည့်အဲအဲ့ဒါတော့လေဟိုရင်းနှုံးနဲ့ညင်းနေညင်းနေဆိုတာသူတို့ကဟို ခင်မတိုင်ရဆိုလို့ရှိရင်လည်းဗီဒီယိုခစ်တွေရှိတယ်ဗီဒီယိုခစ်လည်းပြတ်သွားတာပဲအဲ့တော့ series လည်းအရင်တော့အခုအများကြီးလည်းမဟုတ်တော့ပြန်အဲ့တော့ခင်ရစီကြောင်းလိုက်တော့ training ဖြစ်နေတဲ့ပုံစံမျိုးလည်းတော့ဒါသွားနေပါမယ်အဲ့တော့ဟိုရရင်ရတဲ့အခွင့်အလမ်းနဲ့စူးစမ်းနေဖို့ပဲလို့ပါနော်ဟုတ်ဘယ်ရမှာတော့အချိန်ကြာကြီးတည်နေရတာမရှိဘူး။ရှိပါဘူး။အာမမြတ်သူဒီထက်မကဆိုင်ခွေးတွေအများကြီးဖွင့်နိုင်ပါစေ။ဓာတ်တွေလည်းအများကြီးလုပ်ပါစေ။ပြီးရင်ဒီလင်မယားနှစ်ပေါ့နော်အများရန်ထာဝရတစုံတိုင်ချစ်နိုင်ပါစေလို့ဆုတောင်းပေးပါ ဲ့ surprise တွေအများကြီးရပါစေဘုမ။ကျေးဇူးတင်ပါတယ်။